အလုံးမဲမင်္ဂလာပါဒီနေ့ချစ်တော်လေးကဘာတန်ကျွန်းပေါ်မှာရှိတဲ့မော်တီကို resort လေးကိုခေါ်သွားပေးမှာဖြစ်ပါတယ်ချစ်တော်လေးကဘလူသွားခဲ့လဲဆိုလို့ရှိရင်စင်ကူဘက်ကနေပြီးတော့ Harbor Front Center ကနေ ferry စီးပြီးတော့ Batan Center ကိုသွားခဲ့ပါတယ်ပေါ့နော် ferry လေးစီးပြီးတော့အေးညံ့အောင်အာ sea view လေးကြည့်မယ်လင်းညင်းလေးခရင်သွားခဲ့တာအရန်ကိုပျော်စရာကောင်းတယ်ပေါ့နော် ဟိုတယ်ကိုရောက်ပြီဆိုတာနဲ့ဟိုတယ်ဝန်ထမ်းတွေက welcome drink တိုက်တယ်ပေါ့နော်အဆန်ရင်းနဲ့ဖြော်ထားတဲ့အေးလေးလို့ပြောလို့ရမယ်။ဟောချစ်တော်လေးကတော့ဆန်ရင်းသိမ့်မကြိုက်ဘူး။ဒါပေမဲ့ပေါ့နော်အဲ့ဒီဆန်ရင်းဖြော်ရည်လေးကိုတောက်ကြည့်လိုက်တဲ့အခါမှာဆန်ရင်းနဲ့အရင်ပြင်းနေတာမျိုးမဟုတ်ဘဲနဲ့လိမ္မော်လေးနဲ့ပေါ့နော်ရောထားတဲ့ taste ဆန်ရင်းနည်းနည်းလေးနဲ့အရင်တောက်လို့ကောင်းတယ်လူကို refreshing ဖြစ်စေတယ်ပေါ့နော်။ မော်ဒီကိုရီစော့မှာဘာတွေလုပ်လို့ရလဲဆိုလို့ရှိရင်လုပ်လို့ရတာတွေအများကြီးပေါ့နော် water activity တွေလုပ်မလားတငယ်ချင်းတွေနဲ့သွားမလားအာဒါမှမဟုတ်လို့ရှိရင် honeymoon သွားမလားပေါ့နော်တော်တော်လေးကိုပြောစရာကောင်းတဲ့နေရာလေးပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ရီစော့မှာဆိုလို့ရှိရင်ကိုကအခန်းတွေရွေးမယ်ဆိုလို့ရှိရင် villa ပုံစံတွေလည်းရွေးလို့ရတယ် standard room ပုံစံတွေလည်းရွေးလို့ရတယ်ပေါ့နော်ဈေးတွေကလည်းမစိုးဘူးတန်တယ်လို့ပြောလို့ရတယ် ချစ်တော်လေးဘယ်မှာနေခဲ့လဲဆိုလို့ရှိရင်ဒီဗီလာမှာနေခဲ့တယ်ပေါ့နော်ဗီလာကဘလူးပုံစံလဲဆိုလို့ရှိရင်လုံချင်းတိုက်ပုံစံမျိုးနဲ့ပေါ့နော်အောက်ထပ်မှာဆိုလို့ရှိရင်သူက living room ရှိမယ်ဒီအလယ်မှာဆိုလို့ရှိရင် bedroom ရှိမယ်ပေါ့နော်အပေါ်ဆုံးတက်မှာဆိုလို့ရှိရင်ညကင်းဘက်နေငင်းလေးခံရင်းနဲ့အေးအေးညောင်ညောင်လေးနေလို့ရတယ်ပေါ့နော်။ဗီလာထဲမှာရှိတဲ့အခန်းပုံစံရဲ့အဖွဲ့စည်းပုံကဘယ်လိုလဲဆိုလို့ရှိရင်အိတ်ခန်းနှစ်ခန်းပါမယ်။အပေါ်ဆုံးတက်မှာလသဆောင်ပါမယ်။အောက်ဆုံးတက်မှာ living room ပါမယ်။ ိတ်ခန်းတစ်ခန်းကဘယ်လိုမျိုးလဲဆိုရင်တစ်ခန်းကကြတော့ single bed နှစ်ခုရှိမယ်။နောက်တစ်ခန်းကကြတော့ king size နဲ့ bed တစ်ခုရှိမယ်ပေါ့နော်။ king size ဘက်အချမ်းမှာချစ်တော်လေးကနေခဲ့တာ။အကင်းဆိုင်ထဲမှာသူကဘာတွေထည့်ပေးထားလဲဆိုရင်ဘတ်တက်ပါမယ်ရေချိုးကန်းအိမ်နာအကြီးကြီးရှိရပါတော့ပြီးလို့ရှင်အဲအိတ်ခန်းကတော်တော်လေးကျယ်တယ် တကားရဲ့လိုက်ကောင်ကိုဖွင့်လိုက်တဲ့အချိန်မှာ CPU ကိုတခါတည်းတမ်းမြင်ရတဲ့အခန်းပေါ့နော်ကိုဘက်ထဲမှာတော့ချစ်တော်လေးရဲ့တငယ်ချင်းနှစ်ယောက်နေရပေါ့နော်သူကတော့ single pane နဲ့ဒါတော့ချစ်တော်လေးကြိုက်မပြတော့ဘူးချစ်တော်လေးဒီခဲ့တဲ့အခန်းကိုပဲရိုက်ပြပေးထားတာပေါ့နော်အခန်းကတော်တော်လေးကြီးရပေါ့နော် AC အဲအထဲမှာဆိုလို့ချင်းတငယ်ချင်းတွေနဲ့ခေါ်ပြီးတော့ချေးလို့ရတယ်နောက်ထပ်သူကအဲဘိတ်တေးသေးလေးတက်ခုထည့်ပေးထားရပေါ့နော်အနည်းဆုံး၃ယောက်လောက်နေလို့ရတယ် အောက်ဆုံးထပ်မှာဘာတွေလုပ်လို့ရလဲဆိုရင်ထမင်းနဲ့ချက်ပြုတ်စာတောက်လို့ရတယ်ပေါ့နော်ရေကူးကန်လည်းပါတယ်ဒီလိုမီးဖို့တွေပါလည်းထားပေးတယ် TV ရှိမယ်ဆိုဖာကုန်နေနဲ့ပေါ့နော်ခလေးတွေပါတယ်မိသားစုတွေဆိုပို့ပြီးတော့အဆင်ပြေပေါ့နော်တငယ်ချင်းတွေပဲတွားလို့ရဆိုရင် AC ချေးလို့ရတယ်ပေါ့နော်ဒီ resort လေးမှာနေရတာအချိန်ဆုံးအချက်ကိုပြောပါဆိုလို့ရှိရင်ရေကူးကန်နေအများကြီးရှိတဲ့အချက်ပေါ့နော်။ကိုတဲတဲ့ villa ရဲ့ ဒီ living room မှာလည်းတခါလေယူကူကန်ကအသေးလေးပေါ့နော်တွဲရပြီးတော့ပါရှိသလိုအပြင်ဘက်မှာလည်းဒီထမင်းစားဆောင်ရဲ့ဘေးနားမှာလည်းယူကူကန်အသေးတစ်ခုရှိတယ်နောက်တစ်ခုကလုံးဝဒီ CPU ကိုကြည့်ပြီးတော့ယူကူလို့ရတဲ့ဒီယူကူကန်အကြီးကြီးလည်းရှိတယ်ပေါ့နော်အဲ့တော့ယူကူကကြိုက်တဲ့သူတွေအတွက်အရန်ကိုမိုက်တယ်ချစ်တော်လေးကတော့ယူကူကလည်းကြိုက်တယ်အဲ့တော့ relaxing အရန်ဖြစ်တယ် နောက်ထပ်ကိုကတငယ်ချင်းနေနေပေါ့နော် water activity stay bar တွေလုပ်ချင်ရင် hotel ဝန်ထမ်းတွေကိုပြောပြီးတော့အဲ water activity လုပ်မယ်ဆိုလို့ရှိရင်ဘာလုပ်ချင်လဲ parasailing လုပ်ချင်လား banana boat ဆီချင်လားအကုန်လုံးလုပ်လို့ရတယ်အဲ့တော့စင်ကူထဲမှာပဲနေပြီးတော့ပေါ့နော်စိတ်တွေဖြည်းစည်းလာတဲ့အခါအာ button bag ကိုပုတ်ကလေးစီးပြီးတော့အဲဒီလိုမျိုး resort တွေတခုမှာပေါ့နော်၃ရက်လောက်ຕົງລີ້ຍ້ານລະໄດ້ດາກະຈິດໂຕເລດໂຕໂຕດີມາເຊັບພີຊີປີໂອອະລຸລົວໄດ້ໂຕດ້ວຍອຍັງອະສິນດີວ່າແດ່ບໍນໍ အခုလိုဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ပတ်ဒီမှာလည်းချစ်တော်လေးရဟိုတယ်ရီဗျူးလေးတွေလုပ်ပေးဖို့ရှိတယ်ပေါ့နော်။အစားတွေပြည့်စားလာတဲ့အခါချစ်တော်လေးလည်းဝိတ်တက်လာတယ်။အဲ့တော့အစားစားတာလေးတွေကိုခဏရပ်ပြီးတော့ဟိုတယ်ရီဗျူးလေးတွေလုပ်ပေးဖို့အစီအစဉ်လေးရှိပါတယ်။စောင့်မျှော်ပြီးတော့ကြည့်ရှုအားပေးကြပါဦး။